Hello အားလုံးပဲမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်30ဖြစ်ရှင်ပြိုင်ကစားကြမယ်တဲ့မှာဘန်လီနဲ့အာဆင်နယ်တို့ရဲ့ပွဲကိုပွဲကြိုတုံးတဲ့ချက်ကျွန်တော်လုံးကြည့်အောင်ပါဘန်လီကတော့အိမ်ဝင်းမှာအာဆင်နယ်ကိုလက်ခံကစားမှာဖြစ်ပြီးတော့ဒီယာဒီမှာအကောင်းဆုံးအသင်းလို့ပရီးမီးယားလိမှာပြောလို့ရတဲ့အာဆင်နယ်ကိုသူတို့တွေအိမ်ဝင်းမှာကစားမှာ တော့ဒီချင်းကြီးကဘန်လီအတွက်ဟိုဘယ်လိုဘယ်ဘက်ကနေပဲကျွန်တော်တို့ကြည့်ကြည့်အတော်ကိုမလွယ်တဲ့အနေထားပေါ့နော်ဆိုတော့စကော့ပါကာရဲ့ဘန်လီကိုကျွန်တော်တို့ကြည့်ကြည့်အောင်ပါပြီးခဲ့တဲ့ပွဲစဉ်30မှာတော့စကော့ပါကာရဲ့အတင်းကအဝေးကွင်းမှာ2ဂိုး3ဂိုးဆိုတဲ့ရလနဲ့သူတို့တွေတရားစီလုံးတိုင်ပတ်နေပါတယ်ဆိုတော့ Uber Handling ကိုသူတို့တွေဒါအနိုင်ရတယ်ပေါ့နော်အဲ့ဒီပွဲမှာဆိုလို့ရှိရင်တော့ထုံးတဲ့တိုင်းပဲပေါ့လေသူတို့ကတော့ဒါအချင်းကြီးကောင်းအောင်ကျွန်တော်ကစားနိုင်ခဲ့တယ် Uber Handling ဟာတရားစီလုံးနှိပါတပွဲမှအနိုင်မရသေးတဲ့အတွက် ီဘန်လီဘက်ကတော့ပူကောင်းတဲ့ performance တွေကျွန်တော်တို့ပြခဲ့တယ်ပူကောင်းတဲ့အခြေအနေတွေကျွန်တော်တို့ပြခဲ့ပြီးတော့တောင်မမာကျွန်တော်တို့ဒါဒီအန်တိုနီတို့ဘောနော်လာဆန်တို့နဲ့အတူကျွန်တော်တို့တော်တော်လေးအခြေအနေကောင်းခဲ့တာအဲကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဘန်လီရဲ့ဘက်ကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာအနိုင်ရထားတယ်လို့အာဆင်နယ်ရဲ့ဘက်ကလည်းကျွန်တော်အနိုင်ရထားတယ်ဆိုတော့ဘန်လီအာဒီယာဒီပရီးမီးယားလိမှာဆိုလို့ရှိရင်အဲ့ဒါလောက်ကြီးကြီးဘောနော်အထင်ကြီးစရာကောင်းနေတယ်ဒီမှာမပါဘူးပေါ့အထူးသဖြင့် Tandem Clothing တခုပရီးမီးယားလိ ကိုကျွန်တော်တို့ကကစားတဲ့အချိန်မျိုးမှာအဆင်ပြေတယ်ဆိုတာခက်ရှားရှားပါနောက်ပိုင်းနှစ်ဒီမှာဆန်ဒလန်ကလွဲရင်ပေါ့လေဒီယာဒီမှာတော့ဘန်လီက၉ဘွဲကစားပြီးတဲ့အချိန်မှာသူတို့၃ဘွဲအထိအနိုင်ရထားပါတယ်၃ဘွဲအထိအနိုင်ရထားပြီးတော့တဘွဲတည်ကြထားတယ်၅ဘွဲအထိရှုံးနေထားပြီးတော့ဆက်မဲ့ရထားတယ်ခန်စိတ်ကတော့ကျွန်တော်တို့က၁၈ခုပြင်ပြီးထားရတယ်တိုက်စိတ်ကတော့၁၂ခုရထားတယ်ပေါ့ဆိုတော့အဲ့လောက်ကြီးကြီးအရန်စူးဝါနေတာမျိုးလေးကျွန်တော်မဟုတ်ဘူးယာဒီအစတွေဆိုတာကညီကလေးတို့တည်တဲ့အတိုင်းပဲ ဟိုတပွဲနိုင်ပွဲတပွဲလောက်မရှိလိုက်တာနဲ့ရွတ်သွားတာနဲ့ပေါ့နော်အဆင့်ရက်တီမှုတွေကအများကြီးပြောင်းလဲမှုရှိသွားနိုင်တဲ့အနေအထားမျိုးပါအဲ့တော့ယာစီစတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအတင်းတင်းရဲ့အချင်းကြီးအမှန်ကြီးကိုကျွန်တော်တို့အများကြီးတော့မပေါ်သေးဘူးသို့တော်လည်းပဲကျွန်တော်တို့ဘန်လီကအာဆင်နယ်ကိုဘယ်လိုမှရှင်ကစားဖို့အတွက်မဖြစ်နိုင်ဘူးဆိုတာကောင်းကောင်းနဲ့သဘောပေါက်ကြလေဦးမလို့ထင်တယ်ကျွန်တော်တို့ဒီလီဗာပူးသေးနဲ့ကစားခဲ့တော့က ဘန်လီကသူတို့ဝမ်းစီဆိုတဲ့ရလနဲ့သူတို့ကပ်ပြီးတော့သူတို့ရှုံသွားတယ်။ဒါဟန်နီဘယ်ရဲ့လက်ထီပေါ်နေပေါ့နော်။အဲ့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်လီဗာပူးတင်ဘက်ကဂိုးပြက်ဒီပါတီအနိုင်ရလိမ့်မယ်လို့တောင်းမှထင်ထားတာ။သူတို့လည်းဘန်လီရဲ့ဘက်က အဲ့ဒီတော့ကလည်းဟို551 formation 541 formation နေနေပေါ့နော်ခန်းစစ်ကိုကြစ်ကြစ်လေးလေးဖြစ်အောင်ကစားရင်းနဲ့တရီတမက်ယူကိုကျိုးပန်းသွားတာပြီးကန်ဒီမှာသူတို့တွေတိုင်ပတ်သွားတယ်မန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာလည်းအဲ့လိုပဲသူတို့တွေပေါ့နော်တူတူတွေပါတယ်တရီကျနေရင်းနဲ့ပွဲပြီးကန်ဒီပင်နေဒီပေးလိုက်ရပြီးတော့3-2ဆိုတဲ့ကြတဲ့နဲ့သူတို့တွေရှုံနေသွားတယ်ဆိုတော့အခုလက်ရှိအာဆင်နယ်နဲ့ကစားတဲ့အနေအထားမှာမထင်မှဖဲနဲ့ကျတို့ပေါ့နော်အဲ့လောက်ထိနီးကပ်တဲ့ဒုက္ခတွေပြီးနိုင်အောင်မလားပေါ့ကျွန်တော်တော့မထင်ဘူးမထင်ဘူးဆိုတော့ တစ်ဖက်ကအာဆင်နယ်ကြောင့်လည်းကျွန်တော်ပါတယ်ပေါ့နော်အာဆင်နယ်ကအားလုံးသိတဲ့တိုင်ပဲဒီယာဒီမှာဘလူးလူးစင်းနေပဲပြောင်းလဲကစားကစားလက်ရှိအာဆင်နယ်ရဲ့အခြေအနေကတအားကိုကောင်းနေတဲ့အတွက်ပဲအာဆင်နယ်ဟာ၉ပွဲမှာသူတို့၇ပွဲထိအနိုင်ရထားပါတယ်နော်တပွဲတည်းကြာပြီးတော့သူတို့တပွဲရှုံးနေထားတယ်တိုက်စစ်က၁၆ဂူရထားပြီးတော့ခန်စစ်က၁၃ဂူပဲပြန်ပြီးထားပါတယ်ဒါဟာခန်စစ်ဘလောက်ထိကောင်းတယ်လဲဆိုတာကိုကျွန်တော်တို့ကောင်းကောင်းမြင်တွေ့နိုင်တဲ့အနေအထားမျိုးပါအာဆင်နယ်ကကစားသမျှပွဲတွေထဲမှာလီဗာပူးတင်းကိုအန်ဖီမှာ ဝမ်းစည်းဆိုတဲ့ရလနဲ့ရှုံနေတာကလွယ်ရင်သူတို့အတွက်ရှုံပွဲဆိုတာရှိမထားသေးဘူးရှုံပွဲဆိုတာရှိမထားသေးဘူးဆိုတော့အဲ22မှတ်ထိလေသူတို့ယူထားနိုင်ပါတယ်ဆိုတော့လက်ရှိအာဆင်နယ်ဟာပရီးမီးယားလိမှာအကောင်ဆုံးခံစစ် အကောင်ဆုံးခြေစွမ်းပြထားတဲ့အသင်းပါเนาะခံစစ်ကဒီပရီးမီးယားလိမှာတွေမဟုတ်ဘူးပြတယ်သူတို့ကဥရောပမှာတွင်ကိုပဲအာဆင်နယ်ဟာခံစစ်ကအကောင်ဆုံးပုံစံသူတို့ပြထားတာသူတို့ဒီပြီးခဲ့တဲ့ midweek မှာကစားခဲ့တဲ့ပေါ့နော်ဟိုအနေနဲ့ Brighton နဲ့သူတို့ဒီ EFL Cup မှာဆိုလို့ရှိရင်လည်းပဲ ကျွန်တော်အာဆင်နယ်ကလူစင်းနေအပြောင်းလဲနေကျွန်တော်အများကြီးလှုပ်ထားတာအဲ့လိုအများကြီးလှုပ်ထားတဲ့ကမှနိုင်ပွဲတွေပါတယ်သူတို့ဆက်ပြီးတော့ယူသွားနိုင်သေးတာပဲကျွန်တော်အာဆင်နယ်မှာဆိုလို့ရှိရင်ပြောင်းလဲစရာလူစင်းနေလည်းလုံလုံလောက်လောက်ကျွန်တော်ရှိနေတယ်အဲ့ဒီတဲမှာလည်းလူစင်းနေကလည်းတကယ်ကောင်းတဲ့ကစားမားတွေကြီးပဲကျွန်တော်နေရာတိုင်းမှာအပြောင်းလဲကောင်းကောင်းလှုပ်လိုက်လို့ ဟိုအားနေသွားတယ်ဆိုတဲ့အနေအထားမျိုးကိုကျွန်တော်မတွေ့ရဘူးဗောနော်ပြီးရင်ဗန်လီရဲ့တိုက်စစ်ကတော့ဒါ၉ဘွဲမှာ၁၂ခုရထားတယ်ဆိုတဲ့ခါကျတော့ဗောနော်မစိုးလို့တော့ကျွန်တော်မြင်တယ်သို့တော်လည်းပဲအာဆင်နယ်ခန်စစ်ကိုဖောက်ဖို့ကတော့တော်တော်ကြီးကိုမဖြစ်နိုင်တဲ့လောက်နေပါတယ်။ဖူတမင်စကော့ပါကရဲ့အသင်းဟာကောင်တာအထက်တီကိုပဲဥတည်ပြီးတော့ကစားမဲ့အခြေအနေမျိုးမှာအာဆင်နယ်ခန်စစ်ကိုသူတို့ကောင်တာအထက်ကဒုက္ခပိနေစရာအများကြီးရှိတယ်လို့တော့မယူဆဘူးပေါ့နော်။အဲပြီးလို့ရှိရင်အကယ်လို့ဆက်ပီးစတီပါရီနဲ့ဒုက္ခပိမင်ဆိုရအောင်ကလည်း အာဇနယ်ဘက်ချမ်းကိုဗန်လီဘက်ကဘောလုံးနေရောက်လာဖို့ကတော်တော်ခိုင်းလုံးပါတယ်။ဒါကြောင့်ကျွန်တော်ကတော့ဒါဗန်လီကွင်းဖြစ်ပေမဲ့လို့အာဇနယ်ကိုဒုက္ခပေးနိုင်ဖို့ဆိုတော့တော်တော်ကြီးကိုအခြေအနေနည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အာဇနယ်ဘက်မှာတော့တခုတော့ရှိတာပေါ့လေ။ဒါပြီးလို့ရှိရင် ချန်ပီယံစ်လိပွဲစဉ်တွေပါတယ်ရှိတဲ့အတွက်ပြိုင်ဘက်ကလည်းဗန်လီလိုအသင်းဖြစ်တဲ့အတွက်ပေါ့နော်။တချို့ကစားသမားတွေကိုအနာပေးလာမလားပေါ့။ ပြီးခဲ့တဲ့ midweek မှာဆိုလို့ရှိရင်လည်း Brighton နဲ့ပွဲစဉ်မှာအနားပြီးခဲ့တဲ့ကစားမတွေအများကြီးပဲဆိုတော့ Burnley နဲ့ပွဲစဉ်မှာလည်းသူတို့တွေဒါတချို့ဘောနော်တယောက်နှစ်ယောက်လောက်အကြီးကြီးလုံးမာတွေဆိုတဲ့ကစားမတယောက်နှစ်ယောက်လောက်ပွဲတွေဇက်တိုက်ကန်နေရတဲ့တယောက်နှစ်ယောက်လောက်ကိုအရန်ကိုမှထားခဲ့ပြီးတော့ Champions League ပွဲစဉ်တွေအာယုံလဲစိုက်ကောင်းစိုက်နိုင်တယ်ဒါကြောင့်လောလောဒီမှာဆိုလို့ရှိရင် Arsenal အနေနဲ့အနေထားကဘယ်လိုပြောမလဲတခုတော့ရှိတာပေါ့လေသူတို့ကစားမဲ့ Champions League ပွဲကလည်းမူတည်သေးတာပေါ့သူတို့ Champions League မှာဆိုလို့ချင်းအဲ့လောက်ထိခက်ခဲတဲ့အသင်းနဲ့ကစားမှာမဟုတ်ဘူးအဲ့တော့ဒီ Burnley နဲ့ပွဲစဉ်ကသူတို့အတွက်အများကြီးအဓိကအယုံဆိုင်လျာစိုက်စရာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲကြောင့် Champions League ပွဲစဉ်ပဲဖြစ်ဖြစ် Premier League ပွဲစဉ်ပဲဖြစ်ဖြစ်ကျွန်တော်ဒီဂျားတွေက EFN Cup တီပဲကျွန်တော်ဖြစ်ဖြစ်ပေါ့နော်အာဆင်နယ်တို့အပြောင်းလဲဒီလောက်ကစားဖို့အတွက်လုံလောက်တဲ့လူစင်းကျွန်တော်ရှိတယ်လူစင်းဆိုတာကလည်းကစားမအရေးအတွက်တင်မဟုတ်ဖိနေကစားမ quality တွေပါအရင် quality ဟာမှုကကြီးလွန်ပါတယ်အဲ့ဒီတော့ ကလတ်တင်းနေရဲ့ဂျားထဲမှာအာဆင်နယ်နဲ့ကကွာဟမှုအရင်ကြီးလွန်းနေတယ်ဘလို့မှအာဆင်နယ်ကိုဒီအချိန်မှာဒုက္ခပေးနိုင်မှုဆိုတာမလွယ်ဘူးပေါ့နော်ကျွန်တော်မထင်မှတ်ထားတဲ့အရာတွေထားပါတော့အာဆင်နယ်ဘက်ကအနီးကထိတာမျိုးပင်နေဒီပီးလိုက်ရတာမျိုးနော်တောင်းကံပေါ်တွေပါတွေကနေပြီးတော့စောစောစီစီခွင့်ပြုလိုက်ရပြီးတော့နော်ဘန်လီရဲ့ဘက်ကတစ်ချိန်လုံးပိတ်ကစားသွားတာမျိုးပေါ့ထားပါတော့ဒါမျိုးတွေမြင်ရရင်တော့တက်မျိုးပေါ့နော်မဟုတ်ရင်တော့ဘန်လီတို့ကချန့်ရှိတယ်လို့ကိုကျွန်တော်ကတော့မထင်ဘူးအရင်ရာသီလိုမဟုတ်တော့တာက အာဆင်နယ်ကကျွန်တော်နေဒီယာဒီမှာဘာတွေတည်တည်တသာအားကောင်းလာလဲဆိုတော့ mid block ပေါ့နော် low block ကောင်းကောင်းကစားနိုင်တဲ့အသင်းတွေကိုသူအမှတ်ပြည့်ယူနိုင်တာပဲအာဆင်နယ်ပြီးခဲ့တဲ့ယာဒီတွေကရောက်ခဲ့တဲ့ဒုက္ခတွေကတခုကတကယ်တကယ် open playing ဖွင့်ကစားတဲ့အသင်းမျိုးဆိုရင်သူတို့တွေကအရန်ကောင်းခဲ့တယ်ဒါပေမဲ့လို့ပြိုင်ဘက်ကပေါ့နော်သူတို့တွေထပ်ပါတော့ mid block မှာအရန်ကိုကြစ်လင့်မှုရှိနေတဲ့အသင်းမျိုးခန်းစစ်မှာအရန်ကောင်းပြီးတော့ပိတ်ကစားနေတဲ့အသင်းမျိုးဆိုရင်အာဆင်နယ်မှာဒီလိုအခက်အခဲတွေကိုဖွင့်နိုင်တဲ့ကစားမမျိုး မရှိခဲ့ဘူးဒါပေမဲ့ဒီယာဒီမှာဆိုလို့ရှိရင်ဆက်ပီးစတီကနေပြီးတော့အဲ့ဒါလို mid block အသင်းတွေကိုကျွန်တော်ကကောင်းကောင်းဒုက္ခပေးနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော် azero လို့ကစားမားတွေမထက်မှတ်တာတွေလောက်ပြနေတဲ့သူတွေ rise တို့ကို awaken ချက်ကောင်းတဲ့ကစားမားတွေเนาะဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော်ဒီယာဒီမှာဆိုလို့ရှိရင်အဲဘယ်လို trosser တို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ martinelli တို့ပဲဖြစ်ဖြစ်ကောင်းလာပြီးဖြစ်တဲ့ကစားမားတွေပေါ့ဆိုတော့ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်အာစနယ်ကပြီးခဲ့တဲ့ယာဒီမရှိခဲ့တဲ့လက်နက်တွေကိုသူတို့မှပိုင်ဆိုင်ထားတယ်လို့ပြောလို့ရတယ် ဲဒါကြောင့်အာဆင်နယ်အတွက်ဘန်လီဘက်ကပိတ်ကစားဖို့သူတို့ကြိုးပမ်းလာရင်လည်းပဲကျွန်တော်ကတော့ဖြစ်နိုင်လိမ့်မယ်လို့မထင်ဘူးဆိုတော့ဘန်လီအတွက်အဓိကဒီနေ့ကသူတို့ကြိုးပမ်းပါသည်ငါတို့ဂိုးတွေများများမပီးရဘူးဆိုတဲ့အရာပဲရှိတယ်အဲ့တော့မရှုံးဘူးဆိုတဲ့အရာတော့မှအသိရှိတယ်လို့ကျွန်တော်မထင်ဘူးသူတို့ရှုံးတော့ရှုံးမယ်ရင်ကျွန်တော်ရှင်းတယ်အာဆင်နယ်ဘက်ကလည်းဟိုအမှားယွင်းမရှိ80နာရီမယ်လို့ကျွန်တော်ထင်တယ်သူတပင်းကျွန်တော်တခြားကလပ်တင်းတွေရဲ့ဘက်ကထားပါတော့လီဗာပူးတင်းဆိုလို့ရှိရင်အက်စတိုမီလာနဲ့တွေ့နေတဲ့အချိန်မန်ချက်စတာစီးတီးဆိုလို့ရှိရင် တို့ဒီနည်းနည်းဘယ်လိုပြောမလဲဘုံမောက်တို့ဘာလို့နဲ့တွေ့နေတဲ့အခြေအနေမျိုးမှာဒီအသင်းကြီးတို့ကမလွယ်ဘူးသူတို့အာဆင်နယ်တို့ကဒီလိုအခြေအနေမျိုးမှာနိုင်ပွဲထက်အောင်ရအောင်ယူပြီးတော့အပြတ်သက်သူတို့ဘောနော်အမှတ်တွေဖြတ်နိုင်မှုကြိုးပမ်းမဲ့အခြေအနေကောင်းမှာဒါကြောင့် International Break မှာတိုင်ကြီးနေမှာအာဆင်နယ်နေနဲ့အကောင်းဆုံး performance တွေပြနေတယ် International Break မှာအကောင်းဆုံးပုံစံနဲ့အနားယူဖို့လည်းသူတို့ကြိုးပမ်းနေကြတယ်ဆိုတော့ကြောင့်အာဆင်နယ်ဘက်ကတော့ဘောနော်ဒီပွဲမှာနိုင်ပွဲထက်ပြီးတော့ရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဥရောပကောလက်ရှိ DRD Premier League တောက်လျှောက်ကစားပြီးတဲ့ပွဲတွေထဲမှာ အာဇနယ်ခန်းစစ်က၃ခုပဲပြရသေးတော့ဘန်လီတိုက်စစ်ဟာဒီခန်းစစ်ကိုဖြိုနိုင်စရာအကြောင်းသိရှိတယ်လို့တော့မထင်ဘူး။ဒါတော့ခန်းစစ်မှာဂိုးမြများမပြရဘူးကိုပဲဘန်လီရဲ့ဘက်ကအားဆက်ရမယ်ပွဲမျိုးပါ။ညီကလေးရောဘလူမင်းကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်။